တော့သူတို့ဤအတန်ကိုအာရုံပြုပြီးတော့ဝစီပဲပြုလို့တော့သူတို့ကစိတ်ထဲကပဲအာရုံယူပြီးတော့ဆိုရမှာဖြစ်ပါတယ်။ကာတာဖြင့်ဆိုတဲ့အခါစိတ်ထဲရမယ်ဆိုပါ။ဩကာတာဩကာတာဩကာတာကာယကံဝစီကံ ်ဆုံးဖြစ်သောဖရာယတနာမြတ်ဆုံးဖြစ်သောတရားယတနာမြတ်ဆုံးဖြစ်သောတန်ခါယတနာယရဏမြတ်သုံးပါးပေါင်းတို့နဲ့တကားဝဆရာသမားတို့အာယုတိမြတ်တို့လည်းဆုံးမယူရှိခောဘုဇောဖုမြောမန်ရှောက်ကတော့ကြာရခြင်းတည်ဟုသောဘုဇောနာပနာမစေတနာတရားပညာဝရိယတရားတို့ကြောင့် ယောဂီပေါင်းသူတော်ကောင်းတို့သည်အလိုရှိရာတောင့်တအပ်သောမောဟမနာမေတ္တိအမြဲနေရဖြစ်သောနိဗ္ဗာန်သို့လက္ခဏာဒုက္ခခန္တိချုပ်ပြန်ငြိမ်းသည့်အငြိမ်းရာမှဖြစ်သောနိဗ္ဗာန်သို့လက္ခဏာ1500ကိလေသာဘုဒ္ဓအလောင်းတတ်တို့၏ချုပ်ရာငြိမ်းရာတင်ရာဖြစ်သောနိဗ္ဗာန်သို့လက္ခဏာမိမိတို့ပါးများအထောက်ဆဲဖြစ်သော ဒါနသီလစေရနာကံနဲ့တကဝဝိပဒနာဉာဏ်သည်လင်းမြစွာမဉာဏ်တို့ကျေစုပြု၍နိဗ္ဗာန်တို့ရလွယ်ရလွယ်မြတ်မောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေ။အလုံးစင်တာချင်းချောင်းပါများအထုပါရှင်ပြအလုံးစင်တာချင်းချောင်းပါများ ตาปะกวาโตอรหัตโตตัมมาตัมปุตตะ Dudi yambi bautan taranang gisami Dudi yambi teman taranang gisami Dudi yambi tangkang taranang gisami Dudi yambi bautan taranang gisami Dudi yambi tangkang taranang gisami Dudi yambi bautan taranang gisami

ပါဏတိပါတာဝေရမဏိတိခာပဒံသမာဓိယာမိအာဒေနာဒနာဝိရမဏိတိခာပရံဓမ္မာတိယာမိအာဒေနာဒနာဝိရမဏိတိခာပရံဓမ္မာတိယာမိအာပြံမစရိယာဝိရမဏိတိခာပရံဓမ္မာတိယာမိ ิดามณิติขาบทังตมาดียามีตุรามีไรยามิสัมปมาดาทานาวิรามณิติขาบทังตมาดียามีวิกาลาปสนาวิรามณิติขาบทังตมาดียามี essa vida wadida wituka dantana malakana wilibana tarana mandana wibudana tana wiramani teka barantama diyami สาตยนะมาตยนะวิรามณีติขาวรันตมาดิยามีเมตตาตาเกตินาสิตาตาตาภาปานาบุติตุพระอิทวาวิหารนัง သမာဓိယာမိတပိတန္တာဝိနေယချမ်းသာကိုယ်စိတ်မြဲပါစေတတဝဟုတ၍တရားတွေ့ချမ်းမြေတရားရှိပါစေတတဝအမြမြတ်တရား na cha na nya va si tan da wa nya nya de ya khu na na nya va si ma di mo cha tan ni cha ti ya ma va da ga ma di mo cha tan ni cha เตยมาวาระกาชิวิตังสัสมาโนปีไตขามปะระหังนาสะสามีอิดามิติลังอิดามิมทานังอิดามเมภาวนังปฏิญญาณตา Hodu Ditarani Nataha Nguyen Kha Thambana Kada Uwa Tata Dilan Thamang Thadugan Kadawa Abamadi Nathambaditha ရားမှတ်ထိုင်ပြီးတရားတောင်းကြမှာဖြစ်ပါတယ်ကာမဌာနမေပန္တိဒိဋ္ဌာတန္တာရဝဒဒုက္ခတောမောဇနထာယပန္တိအရှင်မြတ်တို့ဖရာမေအမကံ တပိတောတုအာတန္တာရဝဋ္ဌဒုက္ခတောတန္တရာဝစိယမမောဇနထာယလုံမြောက်ပါစေခြင်းအကျိုးငါကမ္မဒါနံမညံဖူပါနိဗ္ဗာန်ရောက်ကြောင်းအကောင်းဆုံးဖြစ်သောကမ္မဒံတရားကို

တစ္ဆာဒိဋ္ဌံဝစီဒိဋ္ဌံပြုလုပ်မှာဖြစ်ပါတယ်တစ္ဆာဒိဋ္ဌံဖေယတရားတံဃာယရဏသုံးပါးဥဒိဋ္ဌံပြီတပိတော်တို့သည်မြတ်ဗုဒ္ဓသာသနာတော်ကြီးနှင့်ကြုံခိုက်မြတ်ဗုဒ္ဓ၏လေးသင်ခြင်းနှင့်ကမ္ဘာတသိမ်းပါရမီဖြစ်ခဲ့ပြီးတိရှိရရှိခဲ့သော သစ္စာလေးပါးတရားတော်များကိုကြောင်းကျိုးညီညွတ်နေခြင်းအတတ်နဲ့ထတ်တူဘဝနဲ့ထတ်တူတံဘုထာသိရှိနားလည်အောင်ကြိုးစားပါတော်မူဝစီသစ္စာဒိဋ္ဌံဒိဋ္ဌံဝင်သည်မိနစ်အချိန်နေမှာစာ၍စကားအောင်ဝဲနေ၏ဒီစကားမပြောဘဲစောင့်ထင်းပြီးနေပါမည်ဟု ဝစီဒိဋ္ဌံပြုပါ၏ဝစီဒိဋ္ဌံပြုပါ၏သစ္စာဒိဋ္ဌံပြုပါ၏သစ္စာဒိဋ္ဌံပြုပါ၏ဤမကံသော ဝစီသစ္စာဆောင်ထိန်မှုကြောင့်လောကီ လောကုတ္တရာနှစ်ဖြာကောင်းကျိုးများရရှိပြီးချမ်းသာစေနိဗ္ဗာန်မဖို့သို့မြတ်မောင်ပြုနိုင်ပါစေသာအရှင်မြတ်ဖေယဝစီသစ္စာဒိဋ္ဌံဒုတိယတခါ ဒိဋ္ဌံဝင်သည်မိနစ်အချိန်နေမှာစာ၍စကားအောင်ဝန်သည့်အတ္တီစကားမပြောဘဲစောင့်သိပြီးနေပါမည်ဟုဝစီဒိဋ္ဌံပြုပါ၏ဝစီဒိဋ္ဌံပြုပါ၏သစ္စာဒိဋ္ဌံပြုပါ၏သစ္စာဒိဋ္ဌံပြုပါ၏ယိမကံသောဝစီသစ္စာစောင့်သိမှုကြောင့်လောကီလောကုတ္တရနှပြကောင်းကျိုးများရရှိပြီးချမ်းသာစေနိဗ္ဗာန်မဖို့သူ မြတ်မောပြုနိုင်ပါစေတာအရှင်မြတ်ဖေယသာဓုသာဓုသာဓု ောဂီပေါင်းတို့ကောင်းလို့ခန္ဓာဉာဏ်ရောက်ဝိပဿနာအလုပ်ရှုမှတ်ပွားများအထောက်ကြမှာဖြစ်ပါလေခန္ဓာဉာဏ်ရောက်ဝိပဿနာအထုတ်တဲ့ဆိုတာဒီဘဝတန်တရာဒုက္ခကလွမြောက်ဖို့ဘဝအီချမ်းဖို့အတွက်ဘဝလွမြောက်ဖို့အတွက်အထုတ်တာဖြစ်တယ် ဘဝအေးချမ်းမှုလို့ဆိုတာကဘယ်ဘဝပဲရောက်ရောက်ဘဝတွေကလည်းမအေးချမ်းဘူးလူဘဝရောက်ပြန်တော့လေလူခန္ဓာနဲ့နေရတော့ဥနာတိရှိနဘဝရောက်ပြန်တော့လေနဘဝရောက်တော့ဥနာတိရှိ ဘယ်လေးပါဘဝနေလဲ22ဆိုပြီတဲ့ဒီဘဝမှာတရေကတခဏတာခန္ဓာဒုက္ခဥနာတိရှိတော်လည်းပဲတရေကတခဏတာမိမိရဲ့စိတ်မှာအချမ်းစီတယ်ဆိုတာ ဒေရှင်းစိတ်တဲ့အတိညာဉ်ကြီးရှိတာပိုင်ဆိုင်တာမှသာလေအချမ်းမှာဖြစ်တယ်။ဉာဏ်ရောဗျာဟောကြတာသောသစ္စာလေးပါးတရားလေးကိုနာထားမယ်။ပရိစ္ဆသမုပ္ပါဒရားလေးနာထားမယ်။အရှုကအရှုဉာဏ်လေးကိုသိထားတဲ့ဝိပဿနာအကျင့်ကြီးရှိတာမယ်ဆိုရင်တော့မြင်တဲ့အခါကြားတဲ့အခါ နာနဲ့အခါစားတဲ့အခါထိတဲ့အခါတွေးတဲ့အခါပေါ့အဲ့ဒီခါလေးမှာအမှန်တည်းနဲ့နေနိုင်လို့ရှိရင်မြင်လို့လည်းမပူလောင်ကြားလို့လည်းမပူလောင်အမြင်အာယုန်နေမှာပူလောင်မှုတွေမရှိဘူးကောအကြအာယုန်နေမှာလည်းပူလောင်မှုတွေမရှိဘူးကောအဲ့ဒါ မြတ်စွာဘုရားကိုယ်တိုင်ကျင့်နေတဲ့အကျင့်ဖြစ်တဲ့မဂ္ဂမြမစရိယအကျင့်ကိုကျင့်ထားမှာအဲ့ဒီအရာတွေကထိနေမှာဖြစ်တယ်။ဘုရားရှင်တို့တန်တာမှာမြင်တော့လည်းပဲခင်မတွေ့တတ်တဲ့ကြာတော့လည်းဖြစ်တတ်နာတော့စားတော့ထိတော့တွေးတော့အာယုန်နဲ့တော့ရတယ် ထိတွေ့တိုင်းထိတွေ့တိုင်းမှာအဲ့ဒီလိုကိလေသာတွေပေါက်ပွားတယ်ဘုရားမုတ်တွေကရှိတယ်အဲ့ဒီအရာတွေကိုအချမ်းညင်းနေဆိုရင်ဒီမဂ္ဂမြတ်သတိရအကျင့်သူတော်ကောင်းနေခြင်းနဲ့အကျင့်ဖြစ်တယ်ဝိပဿနာအကျင့်တွေကိုကျင့်တာမှသာလေတရေငါတခဏတာအဖြစ်ဘယ်ဘုံဘယ်ဘွားမှာပဲဖြစ်ဖြစ်လူဘွားရတော့လည်းပဲလူတည်ရည် အဲ့ဒီအတိတွေနဲ့ထိတ်တာတဏှာဒါရဏတာအေချာရင်ဖြစ်တာဘဝအေချာမှုဆိုတာရဘဝလုံးမြောက်မှုကြတော့ဝိဝန္ဒနာနဲ့ဖြစ်ဖြစ်ရှုလို့ကိလေသာတွေနောက်ထပ်တစ်ဖန်ဖြစ်ပေါ်စေတတ်တဲ့ကိလေသာတွေဒီဘဝမှာကျင်းမဲ့ဖဲခွာနိုင်ပြီဆိုရင် ကိလေသာတေးသွားရင်တော့និရောဓသစ္စာနိဗ္ဗာန်ကိုရောက်တယ်။အနိဗ္ဗာန်ကိုရောက်ခြင်းတဲ့ပုဂ္ဂိုလ်တွေဟာဘဝလွတ်မြောက်ခြင်းတဲ့ပုဂ္ဂိုလ်တွေဟာဘာတွေလောက်ရမလဲမေးရင်ကိလေသာတွေပယ်ရမှာဖြစ်တယ်။ကိလေသာ၁၀ပါးမှာညာနာနဲ့နိုင်တဲ့လောဘကိလေသာဒေါသကိလေသာမောဟကိလေသာဆိုတဲ့အဲ့ဒီကိလေသာတွေ နေစဉ်ကြုံတွေ့နေရတဲ့ကိလေသာတွေကိုပယ်နိုင်ရင်និရောဓသစ္စာဆိုလဲနိဗ္ဗာန်ရောက်ရင်ဘဝလွတ်မြောက်မှုဖြစ်တယ်တဲ့ဘဝလွတ်မြောက်မှုဖြစ်တယ်ဆိုတာကစွတောင်းလုံးနဲ့ဘဝကလွတ်မြောက်မှာမဟုတ်ဘူးစာရိပိရိဖတ်လို့တရားတွေနာလို့ဒီတလုံးရှိထားရုံနောက်နဲ့လည်းပဲ ဘဝကမလွတ်မြောက်ဘူး30တဘဝမလွတ်မြောက်ဘူးတိထားတဲ့အတိုင်းအချင်းပါမတာလည်းလွတ်မြောက်နိုင်တယ်အဲ့ဒီအချင်းကတော့အခုတရားတိုင်းတရားအထုတဲ့အချင်းပဲပါဝေတဘဆိုတော့ပွားများခိုင်တာဖြစ်တယ်အားဒီကိုပွားများရမယ်မိမိရဲ့ယုတ်ဒီ၎င်းစိတ်ဒီ၎င်းအဓိကတော့ main ပွားများရမယ်အဓိကချက်ကတော့အဲ့ဒီယုံနဲ့စိတ်ပါပဲလူတယောက်မှာအရှုခံအနေနဲ့ပြောပါဆိုရင်ဒီယုံနဲ့ဒီစိတ်ပဲအဲ့ဒီယုံရဲ့ပါဠိဖြစ်လာတယ်လေပူလာသလားအေးလာသလားဓာတ်ကြီးလေးပါနဲ့ကြည့်မယ်ဆိုရင်ပေါ့ down လာသလားတင်းလာသလား မိမိရုပ်တရားဒီဘလို့ဖြစ်လာတယ်လဲမိမိစိတ်လည်းဒီလိုပဲဘလို့ပူလောင်မှုတွေဖြစ်လာတယ်လဲဘလို့ဆင်းရဲမှုတွေဖြစ်လာတယ်လဲဘလို့ချမ်းသာမှုတွေစိတ်မှာကပ်နေတယ်လဲအဲ့ဒီရုပ်နဲ့စိတ်ကိုပဲအဓိကထားပြီးတော့ကြည့်တယ်အဲ့ရုပ်ကိုမြှုပ်ပြီးတော့ပေါ်လာတဲ့ရုပ်နဲ့ပတ်သက်တဲ့ဝေဒနာတွေစိတ်ကိုမမြှုပ်ပြီးပေါ်လာတဲ့စိတ်နဲ့ပတ်သက်တဲ့ဝေဒနာတွေရုပ်ရှိတော့လက်ရှိတော့လက်နာတယ်လက်ကိုမြှုပ်ပြီးတော့ပေါ် ဆက်ရှိတာစိတ်ရဲ့ခံစားချက်တွေပေါ့အဲ့ဒါတွေကိုအရှုခံထားပြီးတော့အရှုဉာဏ်နဲ့ဖြစ်ပြရှုခံအရှုဉာဏ်ကတော့တတိယဝရိယယသမာဓိယဒါဒီ၃မျိုးရှေ့ထားတော့ထလေဝေလေတတိထားတာတို့မြေစိတ်ကြစိတ်တတိထားတာတို့ရုပ်မှာဘာဖြစ်နေလဲတတိထားတာတို့စိတ်မှာဘာဖြစ်နေလဲတတိထားတာတို့ နဝရိယကြိုးစားတာတို့တမာတိတည်ကြည်အောင်လုပ်တာတို့တတိဝရိယတမာတိနောက်ပညာမဲ့ခင်ဆိုတဲ့တမာတိတိတမာတက္ကပနောက်ပညာမဲ့ခင်နဲ့ကြည်လိုက်တဲ့အခါကျတော့အရာအလုံးဟာတစ်ခုပြီးတစ်ခုတဘုံတမ်းပြီးတဘုံတမ်းအလုံးဟာပြောင်းလဲ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 ပြည့်စည်ပြည့်စည်ပြည့်စည်အဲလိုပြောင်းလဲပြောင်းလဲပြည့်စည်ပြည့်စည်တဲ့အရာတိ ဖြစ်ပြပြီဒုက္ခသစ္စာပဲသိတဲ့ညာကမကင်ငါပါတယ်ဟာလောကီမကသစ္စာအဲလိုလောကီမကသစ္စာကအပြစ်တကိုမြင်လာကြည်ပါများလာတဲ့အခါအလိချင်းတစ်ခုရလာတဲ့အခါအဲဒီအပြစ်တကိုတွေ့လာအဲဒီအပြစ်တကိုမြင်လာပြီဆိုရင်ဝိပဿနာညာတစ်ချိန်ကြည့်တစ်ချိန်မြင်နှစ်ချိန်မြင်နှစ်ချိန်မြင် အချိန်ချင်းခါခါကြည်ရင်အချိန်ချင်းခါခါမြင်တယ်အဲ့လိုအချိန်ချင်းခါခါကြည်မှအချိန်ချင်းခါခါမြင်မှမြင်မှများမှအဲ့ဒီအာယုံတွေပေါ်မှာညှိတွဲမှုတွေမဖြစ်တာတခါနှခါကြည်ရမှာမဟုတ်ဘူးအချိန်ချင်းခါခါကြည်ရချိန်ပန်များစွာကြည်ရချိန်ပန်များစွာကြည်ပြီးတော့ချိန်ပန်များစွာရှုမှတ်ပေါ်များအထောက်ရမယ်တချိန်တခါတည်းနဲ့ကြည်ရင်မရဘူး အချိန်ချင်းခါကကြည့်မှရမယ်အဲလိုရှုမှတ်ပြီးတော့ရုပ်ပဲဖြစ်ဖြစ်မကင်၅ပါးနဲ့ကြည့်တမာရီမကင်၃ပါးပညာမကင်၅ပါးနဲ့ကြည့်ဖြစ်ဖြစ်ပေါ့စိတ်ဖြစ်ပြန်လို့လည်းတွန်းနေတူစာကြည့်ရုပ်ကောင်မြည်ဖြစ်ပြီးပေါ်လာတဲ့ဝေဒနာစိတ်ကောင်မြည်ဖြစ်ပြီးပေါ်လာတဲ့ဝေဒနာအဲ့ဒီအရာတွေကိုရှုပါမှတ်ပါများရင်ဒီဘဝမှာလည်းပဲဘဝငြိမ်းချမ်းမှုကိလေသာနည်းသွားရင်မရှိတော့ရင် ဘဝငြိမ်းချမ်းမှုရမယ်။အဲဒီအရာတွေကိုချုပ်ငြိမ်းရုပ်သိမ်းသွားလို့သမှုရိယသစ္စာတည်သွားရင်အကြောင်းချုပ်သွားရင်ကိလေသာချုပ်သွားရင်နောက်တတပံမလာတော့ဘူးဆိုရင်မရတော့ဘူးဆိုရင်ဒုက္ခလုံးမြောက်တဲ့နိရောဓသစ္စာနိဗ္ဗာန်ကိုမြတ်မောပြုဤတဲ့အဲ့ဒါယောဂီတို့အတွက်အကောင်းဆုံးသောရှုဝင်ရှုခွင့်တန်လေးဖြစ်တယ် အဲ့လိုရှုရမှတ်ကြမယ်ဆိုရင်တော့ဘဝငြိမ်းချမ်းမှုဘဝလွမြောက်မှုတွေရသွားရင်မနုဿတ္တဘာဝဒုဏဘာလွဖြစ်ရကျိုးနပ်ပြီလို့မြတ်စွာဘုရားကလည်းဒီတိုင်းမိန့်ထားတာဖြစ်တယ်။အဲ့ဒီလို့တင်မှမလုပ်သေးပဲနဲ့လောကမှာကြည်ပါချမ်းသာနေတာအောင်မြင်တွေ့တဲ့နေတာပိုင်ဆိုင်မှုတွေအမျိုးမျိုးရှိနေတာတွေဟာတဘောကတခန္ဓာသာနဲ့ဖြစ်တဲ့ပြီးတော့လည်းဘဝပြီးသွားတာပါပဲ။ အဲ့ဒီအရာတွေကိုအားလုံးတတိဝရိယနဲ့စေဝတည်ခြင်းရင်းလေးထားပြီးတော့အမှားအမှန်ကိုခွဲခြားဖြူမဲကိုခွဲခြားအနေမြင့်ကိုခွဲခြားအမှောင်လင်းကိုခွဲခြားပြီးတော့လွတ်တဲ့လွတ်ထိုက်တဲ့အလုပ်ကိုကိုရုပ်ကိုတန်နိုင်လုံးနေကြမှာရည်လေးကောင်းတဲ့ချိန်လေးမှာရှုံမဲမှန်မဲပွားများမဲအထုံးမဲဆိုရင်ဘဝငြိမ်းချမ်းမှုတွေတက်ရမယ်ဒီဘဝက ဘဝလုံးမြောက်မှုတွေလည်းရမယ်ဒီခန္ဓာပြီးရင်အဲ့ဒါဒီခန္ဓာနောက်ဆုံးသာပြီးတော့ဧချမ်းနဲ့ဘဝလုံးမြောက်တဲ့နိဗ္ဗာန်ရချင်ပါလေဆိုရင်ဝိပဿနာဉာဏ်ကိုလက်ခံထားပြီးတော့ရှုမှတ်ပွားများအထောက်ပါလို့သတိပေးတိုက်တွန်းလို့ပြောပါလေ